ဂျိုရှူအာဗန်ပြောပြတဲ့ရိုးရှင်းသောဘဝရဲ့ပျော်ရွှင်မှုပြည်သက်များလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆုံးကနေကြွဆလိုက်ပါရီချင်းတိုင်းရင်သားလေးဂျိုရှူအာဗန်မှာရိုးကုန်ရှိပါရီဂျာနယ်ဂျော်မမလေးကသူ့ခင်မွန်ဂျာနယ်ဂျော်ဦးချင်းမောင်ကိုတင်စားတဲ့ရိုးကုန်မျိုးပေါ်လို့မပြောချင်ပါဘူးအဲ့ဒီလိုမျိုးပြောလိုက်ရင်ဗန်ကိုအလွန်ကျူးမြောက်ပြန်ရကြမှာပေါ့ဗန်ကသူ့ကိုလော်ဘီလုံလုံးတာကိုသိပြီးသဘောမချဘူးသူကသူ့လုံးစရာရှိတာအကောင်းဆုံးလုပ်မယ်ပြီးရင်ရိုးရှင်းသောဘဝနေထိုင်နည်းကိုကျင့်သုံးမယ် တေဂျာရာကဗန်စီမှာရိုးကုန်ရှိနေတာပါပဲဗန်က UFC ကနေစာချုပ်လိုချင်နေတယ်ဒါကရိုးသားစွာတောင်းဆိုခြင်းပါ UFC flyweight တန်းမှာ ranking ဝင်လာပြီးနောက်စာချုပ်ကိုဗန်ပို့ပြီးမျောလင့်လာပါတယ်အခုဇွန်လ9ရက်နေ့မှာထိုးတက်မဲ့ဘရူနိုဆေးဗာနဲ့ပွဲကိုအနိုင်ရမယ်ဆိုရင်ဗန်က UFC မှာ၄ပွဲဆက်အနိုင်ရပါလိမ့်မယ်အဲ့လိုဖြစ်လာရင်ဗန်ကသူ့ကိုပို့ပြီးတန်ဖိုးထားစေခြင်းပါတယ်ဘရူနိုဆေးဗာနဲ့ပွဲထိုးရမယ့်နယူးဂျာစီကိုဗန်တစ်ချိန်မဲ့ရောက်ဖူးတယ် သူနေထိုင်တဲ့ဟူစတန်မှာတော့နေအောင်ဆုံအောင်မရောက်ဘူးဆိုပြီးဗန်ကဟာတာပြောပါတယ်။တကယ်လို့များဟူစတန်မှာ UFC ပွဲထိုးပစ်တဲ့အခါဒိုတာကားစင်တာကိုဘလို့သွားရမလဲဆိုပြီးလမ်းမညွန်ဖို့လေဗန်ကတောင်းဆိုပါတယ်။ဘာလို့လဲဆိုတော့သူကိုယ်တိုင်မရောက်ဘူးလို့ပါပဲ။ဗန်ကတခြားအားကစားပွဲတွေမကြည့်ဖြစ်ပါဘူး။သူရဲ့ professional ဘဝကိုပဲအထူးအာရုံစိုက်ထားတာပါ။မြန်မာပြည်ပွားချင်းတိုင်းသောဖန်ကပြီးခဲ့တဲ့မတ်လအတွင်းမှာဂျပန် fighter Suruwa ကိုအနိုင်ရပြီးနိုင်ပွဲဆက်ထားတာပါ။ တကယ်ဆိုရင်အဲ့ဒီမလတွဲမှာဘရူနိုဆေးဗာနဲ့ပွဲတည်ထားခဲ့ပေမဲ့ပွဲပြတ်သွားခဲ့လို့ဆူရာကိုယင်ဆိုင်ခဲ့ရပါတယ်။ဗန်က UFC flyweight တန်းက ranking မြင့်တဲ့သူတွေနဲ့တပွဲတလန်အကဲဆန်းနေတာပါ။သူ့ထက် ranking မြင့်တဲ့ fighter တွေကိုကျုံးပြမှဗန်ရဲ့ champion ကပတ်အိမ်မက်ကတရွေ့ရွေ့နီးကပ်လာမှာမဟုတ်လား။ဘရူနိုဆေးဗာက UFC flyweight တန်းမှာ ranking စနစ်နေရာပိုင်ဆိုင်ထားပြီးသူ့နဲ့ပွဲကိုနိုင်လိုက်ရင်ဗန်ရဲ့မျှော်လင့်ချက်ကစိမ့်နှံဆိုးပြေးလာမှာပါ။ဗန်ကိုယ်တိုင်လည်း champion ကပတ်နဲ့ခက်မြင့်မြင့်နီးအောင်ရုန်းကန်နေရပါတယ်။ ဗန်ကကိုပိုင်အားလက်ချိန်တိတ်ပြီးနေပါပါရီဖိုက်ကန်တွေမှာပဲတစ်ချိန်လုံးနေပါလေ့ကျင့်ပြင်ဆင်နေတာပါပြီးကြတဲ့နှစ်နှစ်တွင်းမှာဗန်က UFC ပွဲအတွေ့အကြုံကောင်းနေပိုင်ဆိုင်ခဲ့ပါရီသူလျှောက်ခဲ့တဲ့ခီးလန်းကိုဗန်ဂုံယူချိန်နှက်မိပါရီဗန်ရဲ့နီးပြားချုပ်ဒန်နီယယ်ပီနာဓာကလူချမ်းကြီးဆိုပြီးထင်ရှားတယ်သူနဲ့လေ့ကျင့်ရတာမလွဲပါဘူးဒါပေမဲ့ဗန်ကိုထရိနင်းမပြီးအောင်ဗန်နာဓာသတိပေးပါရီတနေ့၃ချိန်ချပ်ပို့ပြီးထရိနင်းမဆင်းဖို့သတိပေးခဲ့တာပါဘလိုပဲဖြစ်ဖြစ်တိုက်ခိုက်ရေးကစားသမားတူဦးကလူငယ်ဘွားရဲ့ပျော်စရာတွေစတဲ့ပြီးကိုယ်ဤမန်းချက်စီသွားနေရတယ် တခါတလေတော့လဲဗန်ကလူငယ်တယောက်လိုလွတ်လပ်စွာရေမောပျော်ရွှင်ခြင်းမိတယ်ဗန်ကတိုက်ခိုက်ရေးအာကစားလောကတွေသူ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှုပ်နှံထားတာပါတိုက်ခိုက်ရေးအာကစားနည်းကြောင့်သာကဘာကျော်ပုံရိပ်ဖြစ်နေတာလို့ဗန်ဝန်ခံပါတယ် UFC ကရလာတဲ့ထိုးကြီးတွေကသူ့ဘဝကိုပြောင်းလဲပေးခဲ့တယ်သူမိသားစုကိုပြောင်းလဲပေးခဲ့ပါတယ်စစ်ပေးရှောင်မိသားစုကိုအမေရိကန်မှာအေးချမ်းတဲ့ဘဝလေးပိုင်ဆိုင်စေခဲ့တာပါဗန်ကပညာရေးမှာထူးချွန်သူမဟုတ်လို့လေတိုက်ခိုက်ရေးအာကစားမဖြစ်နိုင်ရင်အလုပ်ကောင်းကောင်းရမှာမဟုတ်ဘူးလို့ဝန်ခံပါတယ် ဘရူနိုဆေးဗာနဲ့ပွဲပြီးရင်ဖန်ကသူ့အမိအတွက်အိမ်လေးတစ်လုံးဝယ်ပေးဖို့တွေးထားပါတယ်။သူ့အိမ်မက်ကိုတရုတ်ဖော်ရင်မိသားစုအတွက်တာဝန်ကျင်နေတဲ့ဖန်ပါ။တစ်ချိန်တည်းမှာပဲ UFC ရဲ့ဂုံယူပွဲမြန်မာပြည်ပွားချင်းဖိုက်တာဖြစ်ဖန်ရက်တီလို့နေပါတယ်။အဆုံးထိကြီးကြီးပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။